ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကိုစတိုရီ YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတာဒီပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့အချုံအနှောင်ဂါရားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ဘီနာနူတီပဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ကြော်ထင်ဟာရွာပြေတင်းကျစေရဲ့ပေါ်ကနေပြီးထူးမောင်ကိုလှမ်းကြည့်နေတယ်မဲတော်လေးပါးကိုင်းကအလောင်းတစ်လောင်းကိုသူတို့အကိုင်းကလာရောက်ကောက်ယူခြင်းနဲ့ထူးမောင်ကလည်းတိုက်ခိုက်ဖို့အတွက်အခမ်းအသားစောင့်ကြိုနေခြင်းဖြစ်ပါတယ်မိစ္ဆာမှော်ပညာတဲ့ဂိုင်းသားတွေကိုအမုံကြီးမုံနေတဲ့ထူးမောင်ကမဲတော်လေးပါးဂိုင်းဝင်တွေကို ညံ့ညာနေမှာမဟုတ်ဘူးဆိုတာကြော်ထင်သိပါတယ်။ကြော်ထင်ကကုညီတိုက်ခိုက်ပြီးလို့တော့လေတန်လက်ကောင်းအချုံနောင်နဲ့ရှိနေတဲ့ဥတန်ခဲနဲ့ပန်းဖြူတို့ကိုကာကွယ်ဆောင်ရှောက်ပေးထားရတယ်။ကြော်ထင်တတ်ပေါ်ပြီးထူးမောင်ကိုစိတ်မချသူကပန်းဖြူဖြစ်ပြီးတော့ခေါင်းတမောမောလဲတဆန်းဆန်းနဲ့ထူးမောင်ကိုစိုးရင်စွာကြည့်နေပါတယ်။အထူးမောင်ရဲ့နောက်ကျောပေါ်ဓာတ်တစ်ချက်ကျလာတယ်။စက္ခူတာရူကျင်းစင်နဲ့အာယုံမှာအားလုံးကိုမြင်နေရတဲ့ထူးမောင်လေးနောက်လှည့်ပင်ခုံနဲ့ဓာတ်ချက်ကိုကာကွယ်လိုက်ပါတယ်။ တိုက်ခိုက်လာသူတွေဟာဂိုင်းရဲ့အစေးအပါးတွေသာဖြစ်ပြီးမော်ပညာသင်္ကာစားလူတွေဖြစ်တာကြောင့်ထူးမောင်လင်းမြည်သည့်ပညာစွမ်းကိုမှမပြဘဲဓာရီပြလိုက်ပါတယ်စူးစူးပေါင်းဂိုင်းဝင်ယောက်ျားငါးဦးကထူးမောင်ကိုဓာရီနဲ့ဝိုင်းပြီးတော့ပိုင်းချခုတ်ကြတယ်ထူးမောင်ကလည်းခုံပြဲကြော်လွားတင်းရှောင်ရင်ကိုးဌာနတန်သေးဓာနဲ့ခုခံပါတယ်တိမ့်စိမ့်နေတဲ့ပန်ဝင်းကျင်မှာဓာသွားချင်းခက်တန်တို့ကတချွင်းချွင်းညံနေပါတယ်ခဝေးဝေးစရက်ပေါ်ကပန်းဖြူနေထူးမောင်အစွမ်းကိုတိပင်မဲ့ ဓာချက်တိုင်းကိုရင်တထိတ်ထိတ်ဖြစ်နေခဲ့ပါတယ်။တိုက်ခိုက်မှုဟာအချိန်တိုတိုအတွင်းမှာတိတိတသာပြောင်းလဲသွားပါတယ်။ထူးမောင်ရဲ့ခုံအားနဲ့ဓာရဲ့စွန်းအင်တို့ကြောင့်ရန်သူ၅ဦးမှ၂ဦးဟာကန်ထားတဲ့ဓာတွေအပိုင်ပိုင်ကျိုးကုန်ကြတော့ပါတယ်။တိုက်ခိုက်လာတဲ့ရန်သူတွေအနှဲငယ်ကြောက်စိတ်ပုံလို့မဝင်မရဲဖြစ်လာတဲ့အခါထူးမောင်လင်ပင်ခုံဆက်လွယ်ခုံနဲ့ထိုးတောင်းအချက်တွေပြပြီးရန်သူ၃ဦးကိုပွဲသိမ်းပေးလိုက်ပါတယ်။ထူးမောင်ရဲ့ဓာကစားပုံတွေကို ဓာရီကျွမ်းကျင်ပါတယ်ဆိုတဲ့ကြော်ထင်ကိုယ်တိုင်းမင်းအံ့ဩနေရတဲ့ရန်သူတွေအထိနာနေတာကြောင့်ကျန်တဲ့ဦးလေးဆက်ပြီးတော့မရှင်းပြန်ရဲတော့ပင် သူတို့အဖွဲထံနောက်ဆုတ်ပြန်ပါတယ်အဖွဲမှာတော့မဲတော်လေးပါးခိုင်းကအမျိုးသမီးကြီးကြီးငယ်ငယ်တို့များစွာပါဝင်ပါတယ်သူတို့ကလည်းထူးမောင်ကိုလုံးဝမထင်မှတ်ထားကြပါဘာကြောင့်လဲဆိုတော့ထူးမောင်ကအမောင်ထဲမှာရုပ်ဖြတ်ထားတာကြောင့်ဖြစ်ပါတယ်ပုံမှန်လိုမျက်လုံးမှလည်းပဝါစီမရှိလဲမာပတ်ထားတဲ့အနက်ရောင်ခြုံထဲကြီးလည်းမပါ ဇပင်ရှိကောက်ကောက်တွေကိုလည်းတင်းတင်းစီးလို့စူးစီးထားတဲ့ပြင်ပါဇက်ကလည်းဦးတန်ခဲရဲ့ဆေးပြင်းလေးကြီးကိုကိုက်ဖွာနေသေးပါတယ်အမှန်တကယ်ဆိုရင်တော့ရုပ်ပြက်ရမှဆေးပြင်းလေးမတောက်တော့လေအဆင်ပြေပါတယ်ဒါပေမဲ့ထူးမောင်ကရည်ရွယ်ချက် အကြံအစီမရှိပင် အပေါ်အလုပ်တွေလုပ်နိုင်မှာမဟုတ်အဲဒါကြောင့်ဇရက်ပေါ်မှာကြံခဲ့သူတွေကလည်းထူးမောင်တယောက်ဆေးပြင်းလေးနဲ့ဘလို့ပြုလို့မလဲဆိုတာစိတ်ဝင်စားလျက်ရှိပါတယ်မဲတော်လေးပါးခိုင်ဟာ လမ်းမှာပိတ်ဆို့တောင်းစီနေတဲ့ထိုးမောင်ကိုတာမန်ခင်းကြီးတော်တူလို့ထင်မှတ်နေဟန်တူပါရင်အဲဒါကြောင့်လေအထင်သေးပြီးတော့လူငါးဦးခန့်သာဆင်းလို့လိုက်တာထင်သလိုမဖြစ်ဘဲနဲ့တုံးဦးအနှိမ့်စရောက်သွားတာကြောင့်ဂိုင်းဝင်မိမများအဖွဲ့ဒေါသပုံထပြီးခံပြင်းနေကြတယ်အဖွဲ့ကိုကောင်းဆောင်လာသူတို့ထင်ရတဲ့အမျိုးသမီးတူကဘေးနားမှာရှိနေတဲ့မိမနှစ်ဦးကိုထပ်မံပြီးတော့ဆင်းလို့လိုက်ပြန်နေမိမနှစ်ဦးကပညာသင်များဖြစ်ပုံရပါတယ်အသက်အရွယ်မှာ ပန်းဖြူတို့အရွယ်သာဖြစ်ပြီးအစိတ်30ဝန်းကျင်သာရှိပါလိမ့်မယ်။ရုပ်ရည်တန့်ပြတ်ပြီးလှတဲ့တလောက်လည်းလှကြပါရင်ဒါပေမဲ့ထူးမောင်ကသူတို့မျက်နှာထက်လက်ထဲမှာကင်ထားကြတဲ့အယိုးတစ်ချောင်းစီကိုသာမြင်ပါတယ်။လူရုံများဖြစ်ဟန်တူပြီးတိုက်ခိုက်လာမဲ့လက်နက်ဖြစ်တာကိုလည်းကြိုတင်တွတ်ဆထားပါတယ်။ဒါပေမဲ့ရင်းဆိုင်ရမှာအမျိုးသမီးများဖြစ်တာကြောင့်ကိုဌာနတန်သေးတာကိုဒရင်အတွင်းကိုပြောင်းကနေပြန်ထိုးထည့်လိုက်တယ်။အဲ့ဒီလုံရက်ကိုမြင်တဲ့အခါအမျိုးသမီးနှစ်ဦးက ူတို့ပညာကိုအထင်အမြင်သေးတယ်လို့ထူးမောင်းကိုခနဲ့တလုံးနဲ့ပြောင်းကြည့်လိုက်ကြပါရဲ့အဲ့ဒီနောက်လက်ထဲမှာကင်ထားတဲ့အယိုးတွေကိုလေးမှဝှင့်ရင်ပြီးတော့ထူးမောင်းရှိရာကိုညွှန်ပြလိုက်တော့စုံကဝေဆက်များလို့ပင်အယောင်အစင်းပါရှိတဲ့အလင်းတန်းနှစ်ခုဟာထူးမောင်းရှိရာကိုတက်တက်ပြင်းဝင်လာပြီးဒိန်းကနေပောက်ကွဲသွားတော့တယ်မိမနှစ်ဦးလည်းသူတို့တိုက်ခိုက်လိုက်တဲ့နေရာကိုကြည့်ပြီးအာပါတရရီမောနေလိုက်ကြပါရဲ့သူတို့တိုက်ခိုက်မှုကြောင့် ထူးမောင်လေးပေါက်ကွဲသွားပြီးအစာအနာပျောက်သွားပြီလို့ထင်မှုန်ရပါတယ်။အဲ့ဒီလိုအာပါတရရီမောနေချိန်အနက်တစ်ခုရလိုက်တဲ့သူတို့နောက်ကမိကိုအနေငယ်ထွက်နေတာကိုတွေ့ရပါတယ်။အနက်မှာတော့စေပြင်းလေးအနက်ဖြစ်တာကြောင့်လှဲကြည့်လိုက်တော့ထူးမောင်ကသူတို့အနောက်မှာရှိနေတာကိုတွေ့လိုက်ရတာမို့ရုတ်တရက်ဥတီချက်ပြောင်းပြီးဆက်ကျိုးတွေနဲ့ဆင်လို့တိုက်ခိုက်ပြန်ပါတယ်။ထူးမောင်ကလည်းဆက်ကျိုးနှစ်ချောင်းကိုဆွဲဖက်ပြီးမကြောက်ပါနဲ့ငါကနောက်ကျောကိုတိုက်ခိုက်လို့မရှိပါဘူးလို့ပြောပြီး ဆက်ကျိုးတွေကိုစောင်းဆွဲလိုက်တဲ့အခါမိမနှစ်ယောက်ရဲ့လက်ထဲကအယိုးနှစ်ချောင်းနဲ့ထူးမောင်လက်ထဲကိုရောက်သွားတော့ပါရဲ့လက်ပလာဖြစ်သွားတဲ့အမျိုးသမီးတွေကအရှိကိုတိုးတဲ့အခါနေရမပင်ပြင်းလဲကြတယ်ထူးမောင်ကပထဝီမန်တန်နဲ့သူတို့ရဲ့ခြေထောက်တွေကိုမြေမှနှင်းဝင်အောင်လုံလိုက်ခြင်းဖြစ်ပါတယ်ပြီးတဲ့အခါအယိုးနှစ်ချောင်းကိုကန်ပြီးတော့တစုံတစ်ခုကိုရွတ်ဖက်လိုက်ကြတယ်အဲဒီနောက်လဲကျသွားတဲ့မိန်းကလေးများရှိကိုအယိုးနှစ်ချောင်းကိုပြန်ပြစ်ပေးလိုက်တော့အဲဒီမိန်းကလေးတွေက ူတို့လက်နက်ကိုကောက်ယူလိုက်ကြတယ်။အဲ့ဒီအခါအယိုးတွေကထူးမောင်ကိုတိုက်ခိုက်လို့မရတော့ပဲထိမ့်ချုံမရဖြစ်ပြီးအချင်းချင်းသာပြန်လဲတိုက်ခိုက်ကြရင်သွေးရကြီးထဲမှာမရှုမလားတင်းဆုံးသွားကြရတော့တယ်။ပညာသေးဆိုရင်နည်းနည်းလေးမှညတာထောက်ထားနေမှာမဟုတ်တဲ့ထူးမောင်ရဲ့သွေးအေးရဆက်မှုကိုပန်းဖြူကိုယ်တိုင်မြင်လိုက်ရပြီးခဏတာအကြည့်လွှဲလိုက်မိပါတယ်။ထူးမောင်ကနောက်ထပ်တိုက်ခိုက်ဖို့အတွက်မဲတော်လေးပါးခိုင်းသားများရှိရာကိုမျက်နှာမူပြီးအသေးဆုံးနေပြန်ပါတယ်။ အဲ့ဒီအခါလူ30ခန့်ရှိတဲ့ဂိုင်းသားတွေအလုံးတို့ကထူးမောင်ထံကိုပြင်းဝင်လာပြီးခေါင်းဆောင်မိမတူလေးပါလာခဲ့တော့တယ်။အဲ့ဒီအခါမှာထူးမောင်ရဲ့ဘဲညာလက်နှစ်ဖက်တို့မှာတင်းစုံမှန်တန်အစွမ်းနဲ့မီးရှံဆက်တို့တဟုံဟုံတောင်းတောင်းလာပြီးပညာသည်တွေကိုမီးနဲ့ပြစ်ခတ်တိုက်ခိုက်တော့ပါတယ်။ထိမှန်သည်မလဲခေါင်းမကြီးဖြစ်ပြီးတပွဲလုံးအနီးကိုရောက်တဲ့အခါမှာစေဦးခန့်သာအသက်ရှင်ကျန်ရစ်တော့ပါတယ်။အဲ့ဒီအခါပညာသည်မိမတွေနဲ့ ရိုးရိုးသားမှန်တိုက်ခိုက်မှုမျိုးကိုမပြုလုပ်ကြတော့ဘဲခေါင်းဆောင်မိမရဲ့အခြေအနေကိုကြည့်နေကြပါတယ်အားလုံးကလက်ချင်းချိတ်ဆက်လိုက်ကြပြီးခေါင်းဆောင်မိမကိုအလဲကထားလိုက်တယ်ပြီးတဲ့အခါခေါင်းဆောင်မိမလက်ကဆက်ကြိုးတစ်ခုဟာကြံ၉ရောက်လုံးကိုစီးဆင်းသွားပြီးနောက်အလဲကလက်ကိုဆွဲမြောင်းလိုက်တဲ့အခါနောက်လိုက်၉ဦးက လေးမာပြီးပျောက်ွယ်သွားတော့ပါတယ်ထူးမောင်လည်းစကုဓာရုကျင့်စဉ်စွာအားနဲ့တေချာအာယုံခံကြည့်တဲ့အခါမှာပျောက်ွယ်သွားခြင်းမျိုးမဟုတ်ပင် အတက်တမျိုးနဲ့အသွင်ပြောင်းလဲသွားကြခြင်းဖြစ်ပါれနာနာရုံပေါ်အတက်ကဲတို့ပင်ခေါင်းဆောင်ကလွှဲပြီးတော့တခြားကိုဦးမှလက်မခန့်ရှိတဲ့ပဒုံးကောင်များအဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပါれထူးမောင်လင်လက်ထဲမှာကြံရှိနေသည်တဲ့တေဇောထက်အဟုန်နဲ့ဆေးပြေလေးကိုလက်မထောက်ပြီးတော့ဖွာလိုက်ရမိမရဲခနဲ့တောက်ပါれရန်သူဖက်ကပဒုံးကိုကောင်လင်ထူးမောင်ထံကိုတိုက်ခိုက်ဖို့အတွက်အရှိန်အဟုန်နဲ့ပြေးဝင်လာခဲ့ပါれပညာဆက်တွေကြောင့် ပြင်းထန်တဲ့အစိတ်ရှိဟန်တူတဲ့ဗတုံးတွေဟာထူးမောင်ထံကိုအရှိန်အဟုန်နဲ့ပြေးဝင်လာခဲ့ပြီးတိုက်ခိုက်ကြတော့ပါတယ်ထူးမောင်မှအလွယ်တကူပင်ဆက်လက်အငွေ့တွေကိုဝင်လာတဲ့ဗတုံးတွေထံကိုတဲတဲမှုတ်ထုတ်လိုက်ပါတယ်တာမန်အငွေ့လို့သာထင်ရပေမယ့်ထူးမောင်ရဲ့ပညာစွမ်းကတော့ပေါ်သေးသေးမဟုတ်ထူးမောင်ရဲ့မူလဆရာဖြစ်တဲ့ဥဝုံထံကနေဂမ်ဘီယာအတက်တို့ကိုလိုင်ကူကြီးထဲမှလေးလာခဲ့ရတာကြောင့်မန်တန်စွမ်းအမဟုတ်တဲ့တခြားပညာများကိုပါတက်မြောက်ထားသေးပါတယ် ဗတုံးများကတိုက်ခိုက်မယ်လို့အရှိန်အဟုန်နဲ့ဝဲပြန်လာခဲ့ရဆေးပြင်းလိတ်အမွှေးတွေနဲ့ထိမိပြီးမြေပြင်ပေါ်ကိုတကောင်ချင်းပြုတ်ကျလာတော့တယ်မြေပြင်ကိုရောက်တဲ့အခါပညာသည်မိန်းမတွေကအစိမ့်မိသွားသလိုပင်ပြာနှံ့ပြီးတော့အကျောတွေတစက်ဆက်ဆွဲကတင်းဆုံသွားကြရတော့တယ်တက်ခဲမယ်လို့ထင်ရပေမဲ့ထူးမောင်ရဲ့မန်တန်ပညာမဟုတ်တဲ့တခြားအစွမ်းကိုမြင်ရတဲ့အခါပန်းဖြူအပါဝင်ဥတန်ခင်းတဲ့ကြောထင်းတို့ပါအံဩကုန်ကြတော့ပါတယ် နောက်ဆုံးကြင်ရတဲ့ကောင်းဆောင်မိမကလည်းအကြောင်းလည်းမရှိထူးမောင်ကိုခန့်စိမ့်စိမ့်ကြည့်ပြီးနောက်လေထဲမှပြန်ဝဲလာခဲ့ပြီးဝေရောက်တိုက်ခိုက်ပြန်ပါတယ်ဒါပေမဲ့ထူးဆန်းစွာပင်လမ်းတဝက်မှာဒုက္ခရောက်သွားတယ်ထူးမောင်ရဲ့အာယုံခန်းနိုင်စွန့်ထက်ပင်လင်းမြက်နဲ့ထင်ရတဲ့တန်လန်ကွေးများမှပညာသိမိမထံကို ပြေးဝင်လာခဲ့တဲ့တန်ကွေးများကအရွယ်အစားမတူညီပင်လက်စစ်တထောင်ခြေချင်းတူလေပင်းတို့မှာချုံမိသွားပြီးနောက်သွေးများဖျားကနေကျသွားပြီး လေထဲမှာပင်အပိုင်ပိုင်ပြတ်ထွက်သွားပါတယ်။အားလုံးလည်းအံ့အားသင့်သွားပြီးထူးမှောင်တဲ့သတိထားနေလိုက်ရတယ်။အဲ့ဒီအချိန်မှာလက်ကောင်းအရွယ်တန်ခွေးလေးတစ်ခုကထူးမှောင်ထံတက်တက်ပြေးဝင်လာတာကြောင့်ထူးမှောင်လည်းဓာတ်ကိုထုတ်ပြီးအမြန်ကားကွယ်လိုက်ရတယ်။ချွေးငနဲ့မြည်တမ်းတဲ့အတူဓာတ်သွားမှဆင်းသွားတဲ့တန်လက်ကောင်းကွင်းလေးနဲ့အတူပညာတဲ့မိမနဘေကတန်ခွေးကိုကွင်းတို့တဏီယာသေးကိုဥတီပြန်ဝဲသွားပြီးလူကြီးတယောက်ကအဲ့ဒီတန်ခွေးတွေကိုဖမ်းဆီးထားလိုက်တယ် အဲ့ဒီနောက်ဖြူဝင်းတောက်ပြောင်နေတဲ့တန်ခွင်းတို့မှအဲ့ဒီသူရဲ့လက်ထဲမှာပင်ပျောက်ကွယ်လို့သွားပါတယ်။ဇရဲပေါ်မှာရှိနေတဲ့ကြော်ထင်ဥတန်ခဲတဲ့ပန်းဖြူတို့မှဇရဲပေါ်ကဆင်းလာပြီးထူးမောက်ထံကိုလာခဲကြပါတယ်။အဲ့ဒီအခါလူစိမ့်ကပွဲကြီးပွဲကောင်းနှွဲဖို့နောက်ကျသွားတယ်ဟင်။အလောင်းလာကောင်းတဲ့ကောင်းလေးကောင်းမတွေကအလောင်းဖြစ်ကုန်ကြပါရောလား။ဘလို့ရေတော့ဘာထူးကြီးဆိုတာခမရလား။အေးဟုတ်တယ်။မင်းကဘသူလဲ။ထူးမောက်မဖြစ်ခင် အနာကိုထူးမောက်လူတွေရောက်လာတော့ဘာထူးကြီးဆိုသူလဲမြင်ဘူးသူလိုလိုနဲ့ကြည်နေပါတယ်။ဦးဘာထူးကြောက်တော့ပါဗျမမက်မိဘူးထင်တယ်။ဟာမောင်ကျော်ထင်မင်းကဘလို့လောက်ပြီးတော့ဒီမှာရှိနေတာတော့ကွာ။တမီးလည်းရှိပါတယ်ဦးကြီးမမက်မိသေးရဲ့လား။ဟာခေါင်းရဖြူအေးမမက်မိတာပေါ့ဟာဘဲနဲ့တော့မင်းတို့အဖွဲလိုက်ဆိုတော့ဒါကမန်တန်ထူးမောက်ဆိုတာများလား။ဟုတ်တယ်ဦးကြီးတချောင်းမဟုတ်ပါဗျာ။ ကျုပ်တို့ဦးကြီးကိုလိုက်ရှာနေကြတာဗျ။ဟေးဘာကိစ္စလဲကွာ။ဒီလိုပါဦးကြီးအရင်ဆုံးပြောချင်တာကျုပ်တို့ကမြေအောင်အဖွဲကထွက်လာခဲ့ပြီမို့ဦးကြီးနဲ့ရန်သူတွေဆိုပေမဲ့တချိန်ကတဖွဲတည်းသားချင်းဆိုရက်တန်ရုံးစင်လည်းရှိတာကြောင့်အခုမိတ်ဆွေတွေလိုသဘောထားပြီပါဗျာ။ဟာကွာဒါရီပြောနေစရာမလိုပါဘူး။ရပါတယ်ကွာ။ကဲပြောစမ်း။မောင်ကျော်ထင်ဘာဖြစ်လာတာရောငါ့ကိုရှာနေကြတာရောဘာကိစ္စရောဦးကြီးကြောင်လေတဲမောင်ချေတေးသွားပြီဆိုတော့သိတယ်မဟုတ်လား မကြသေးဘူးလေတီးတာပေါ့မင်းနဲ့ဟော့ဒီကမောင်ထူးမောင်လက်ချက်လို့တည်ထွက်တာပဲအမှန်ပဲဗျာအဲ့ဒါမတိုင်ခင်သူဦးကြီးစီကအချုံအနှောင်တန်ငွင်းတွေငှားတယ်မဟုတ်လားအေးငါလည်းမငှားဘူးဆိုရင်မကောင်းတတ်လို့ကိုယ့်ရဲ့တဖွဲသေးသားချင်းအတုံးလို့ရထင်ပြီးတော့ငှားမိပါတယ်ကွာဘာဖြစ်လို့တော့ဟော့ဒီကကိုထူးမောင်ရဲ့မိတ်ဆွေဦးတန်ခဲကြီးနဲ့ခေါင်းရဖြူတို့အဲ့ဒါတွေနဲ့ဒုက္ခပေးထားတယ်ဗျအဲ့ဒါချုံမရလို့ဦးကြီးကိုလိုက်ရှာရတာပဲဟာဒီကောင်က ဘသူ့ကိုဘာလုပ်မယ်ဆိုတာပြောမသွားပဲယူသွားတာကွာဒီလိုမှန်းသိရင်အာနာစရာတွေဖြစ်ကုန်ပြီကွာကဲကဲလာခဲ့စမ်းဟင်တန်လက်ကဘာသူကြီးဆိုသူကလက်ခုပ်နှစ်ချက်တီးပြီးခေါ်လိုက်ရပန်းဖြူနဲ့ဦးတန်ခဲတို့လက်ကအချုံအနောင်တန်ကွင်းတွေလည်းကျွတ်ထွက်သွားပြီးဘာသူကြီးလက်ထဲကိုပြန်လဲရောက်ရှိသွားတော့တယ်အဲ့ဒီနောက်ဘာသူကြီးလည်းရန်သူများဖြစ်ကြတဲ့မိတ်ဆွေဟောင်းတွေကိုသူနေထိုင်တဲ့အလဲကုန်းရွာကိုလိုက်ခဲကြဖို့ခေါ်ဆောင်သွားတော့တယ်ဦးတန်ခဲနဲ့ပန်းဖြူတို့ကလည်း မော်ပညာတွေပြန်လည်အသုံးပြုနိုင်သွားတာကြောင့်ဘာထူးကြီးကိုကျေးဇူးတင်ကြောင်းပြောကြပါတယ်။ဒါပေမဲ့ဘာထူးကြီးအကြောင်းကိုပန်းဖြူနဲ့ကြော်ထင်တို့ကကောင်းကောင်းသိတာမို့ထူးမောင်နဲ့ဦးတန်ခဲတို့ကိုတတိမပြတ်စေဖို့အချက်ပေးတဲ့အကြည့်တွေနဲ့အတိပေးထားလိုက်ကြတယ်။ဘာထူးကြီးကစိတ်မှန်သူမဟုတ်။ထင်ရလုပ်ပြီးတော့သူကောင်းကျင်ရင်ကောင်းပါတယ်။သူဆိုပြီးဆိုရင်လည်းတားဆီးလို့မရနိုင်လောက်အောင်မင်းစိုးတက်တာကြောင့်ဖြစ်ပါတယ်။အလဲကုန်းရွာကဘာထူးကြီးအိမ်ကိုရောက်တဲ့အခါ အိမ်မှာလူမမတအူးရှိနေပါတယ်ကြော်ထင်တဲ့ပန်းဖြူတို့ကဘာထူးကြီးကိုမြေအောက်အဖွဲစီစုံတဲ့လှုပ်ဝဲနေရမှာသာစုံဖူးပြီးတော့အိမ်ကိုတစ်ကြိမ်တစ်ခါမှမရောက်ဘူးကြပါအိမ်ရပေါ်မှာလဲနေတဲ့မိန်းကလေးဟာဘာထူးကြီးရဲ့သမီးလို့သိရပြီးပြင်ဆယူပါခိုင်းရဲ့လက်ချက်ကြောင့်အစိမ့်တင်ကယောဂဝေဒနာခံစားနေရတယ်လို့သိရပါတယ်ထူးမောင်တို့အဖွဲနဲ့ဘာထူးကြီးတို့လည်းစကားပြောပြကြပြီးဘာထူးကြီးရဲ့အတတ်ပညာအကြောင်းများသမီးဖြစ်သူအကြောင်းများ မိစားခိုင်းများအစွမ်းထက်လာဖို့အကြောင်းများနဲ့ထူးမောင်ရဲ့မန်တယ်ပရပတ်ကြီးအကြောင်းတွေကိုပြောပြကြပါရယ်။ကျုပ်တို့ဘလို့မြင်လဲဦးကြီးပါသူလူငယ်တွေပဲကွာကိုမန်နဲ့ထင်ရလန်းကိုရှောက်ကြတာပဲမားတယ်လို့မပြောချင်ပါဘူးငါလည်းမလွဲတာလို့ရေရောက်အဖွဲအဖြစ်ရှိနေရတာမင်းတို့ကတရားဝင်မဟုတ်ကြလို့သာရန်သူစင်ရင်အသွင်းခံထားကြရပေမဲ့မကောင်းတဲ့အဖွဲစည်းမဟုတ်ပါဘူးမိစားခိုင်းတွေကိုလိုက်ပြီးတော့ဖြိုခွင်းနေကြတာပဲမို့လမ်းစဉ်ချင်းကအတူတူပါပဲဟုတ်တယ်ဗျ ဦးဤပါသူပြောသလိုပါပဲဒီ mental property ကြီးကို နေရာမှန်ပြန်ထားရင်လက်ဝဲကိုင်းပြင်ဆောက်ယူပါကိုင်းနဲ့မဲတော်လေးပါကိုင်းဆိုတဲ့မိစားကိုင်းတွေကိုလိုက်ပြီးတော့နှိမ့်နေတယ်ဆိုပါတော့ဗျာအေးကောင်းတယ်ငါလဲဒင်းတို့နဲ့ရန်ညှိုးရှိတယ်ကွာငါသမီးအခုလို့ဖြစ်ရတာသူတို့ကြောင့်ပဲအဲဒါကြောင့်လေဒီမိစားတွေကိုလက်စားချေဖို့ငါမြေအောင်အဖွဲမှာ ဆက်ရှိနေသေးတာပေါ့မောင်ကျော်ထင်ရဲ့ကျုပ်ဆိုရင်မြေအောင်ခိုင်းသားဟောင်းတူပါပန်းဖြူဆိုရင်လေခေါင်းရံဖြူအမည်နဲ့ မြေအောင်အဖွဲဝင် ဖြစ်ဘူးသလိုလက်ဝဲခိုင်းထွက်ပါပဲဟောတီယာဦးတန့်ခဲရတော့ပြင်ဆောက်ယူပါရဲ့ဂလုံးအဖွဲရဆိုပါတော့ကျုပ်တို့ဟာအမောင်ကနေပဲဖောက်ထွက်လာခဲကြတဲ့သူတွေပါဒီအမောင်တွေကိုလေအမြင့်ပြန့်ရှင်းကျင်တဲ့ရည်ရွယ်ချက်ကတူညီသူတွေဆိုပါတော့အဲဖြစ်ကျင်တော့ကိုထူးမောင်ရဲ့ပရပိုင်ကြီးကလည်းမိစားခိုင်းကြီးတွေရဲ့မျက်စိကြရဖြစ်နေတော့ခရီးတိုင်းမှာအမောင်ခိုင်းသားတွေနဲ့စုံနေရတော့တာပဲဦးကြီးရဲ့အဲ့ဒီအချိန်ဦးတန်ခဲကြီးကဒူးမောင်ရဲ့မြေးကြီးမိုးမောင်ကို အစာကျွေးရေတိုင်းနေရာမှာထလာပြီးကျောင်းစိတ်ဝင်စားတာလေးမေးမလို့ကိုဘသူရဲ့မော်ပညာအတက်တွေကိုတော့သုံးစားမရလောက်အောင် အစွမ်းထက်တဲ့ခမားရဲ့တန်လက်ကောက်ပညာအကြောင်းမှာပြောပြလို့ရရင်ပြောပြပါလားဗျာကျောင်းမေးကြည့်နေတာခမားရဲ့တန်လက်ကောက်ကြီးလက်ပေါ်ရောက်တယ်ဆိုကြရရပဲဟာဒါလားတန်ကွင်းတွေဟာတာမန်တန်ကွင်းတွေပါစူးစူးပေါင်း73ကွင်းတိတိရှိရင်အစွမ်းထက်အောင်ထိမ့်ချုပ်ထားတာကတော့ဂါရာနဲ့ဗျသူတို့ကိုထိမ့်ချုပ်တဲ့ဂါရာလေးရှိရလေ လုံစမ်းပါလားဗျာအဲဒီကားရာနဲ့တထောင်ဆုပ်ပြီးတော့မှော်သွင်းထားတာဆိုပါတော့အင်းတွေတော့တောက်ရသေးတာပေါ့ဗျာမလွယ်ပါဘူးဘလို့အတက်ခေါ်မလဲဗျရှမ်းပြည်ဘက်ကပညာတမျိုးပါပဲရှားပါပညာရှင်ဖြစ်သွားပြီကျုံလည်းမတော်တဆရခဲ့တဲ့ပညာပါဘာထူးကြည့်ရလဲသူရဲ့အချုံနောက်တန်ခွင်းများနဲ့ဂါရာအချောင်းကိုရှင်းပြပါတယ်ထူးမောင်တို့အဖွဲ့လင်စိတ်ဝင်တစားနဲ့နားထောင်နေကြတယ်အဲ့ဒီနောက်မှာအိမ်မော်ကပြင်းပြင်းထန်ထန်ချောင်းဆိုးတဲ့အတန်ကိုကြားရတာမို့ ဘာထူးကြီးနဲ့တမီးဖြစ်သူအချင်းလေးကိုတွားကြည့်ပါရင်တမီးဖြစ်သူကချောင်းဆိုးနေရာမှာတဖက်ကိုစောင်းနေပြီးထွေးကလေးတစ်လုံးကိုယူပါရင်အဲဒီနောက်အလွန်အမင်းပင်မနေဟန်လေရှိပြီးမျက်လုံးကိုစုံမိတ်ကသွေးများပွက်ပွက်အံ့တော့ပါရင်ယောဂအချင်းလေးမှာအတော်လေးစိုးဝါးပုံရပါရင်မျက်နှာကဖြူရော်ရော်ဖြစ်နေပြီးကုလိုမရတော့တဲ့သဘောလေးရှိနေပါရင်ဥတန်ခေကလူနာရဲ့ယောဂလက္ခဏာအခြေအနေကိုကြည့်ပြီး ပြင်းထန်တဲ့အစိတ်လက္ခဏာလို့ကောက်ချက်ချပါတယ်ချက်ချင်းသိစေခြင်းမျိုးမဟုတ်ပဲလူကိုဖြင်းဖြင်းချင်းနှိမ့်ဆက်တဲ့အစိတ်မျိုးဖြစ်ပါတယ်အဲ့ဒီယောဂလက္ခဏာမျိုးကိုတွေ့ရတဲ့အခါဥတန်ခဲလင်းတစ်ခုခုကိုစဉ်းစားမိသွားဟန်တူပါတယ်ဘောပါထုပြင်စားယူပါခိုင်းတဲ့ပြဿနာရှိသလားပြဿနာမှအကြီးကြီးပေါ့ဗျာခိုင်းကတခြားခိုင်းတွေထက်အင်းအားကြီးရဲ့ဗျငကားကလုံးကုန်းမန်ရခခန္တပ်ပါဆိုတဲ့အဖွဲ၅ခုရှိနေတာဆိုတော့ဘယ်အဖွဲနဲ့ပြဿနာဖြစ်ထားတာလဲ ဂန်တဘဆိုတဲ့အဖွဲနဲ့ပါသူတို့အဖွဲထဲကအစိမ့်လက်နဲ့တမျိုးနဲ့တမိကိုထိခိုက်မိထားတာမင်းနီးနဲ့မှကူသားလို့မရတော့ဘူးလားတခြားနီးနဲ့တော့ဘလို့မှကူလို့မရတော့ဘူးဗျဒါပေမဲ့ဂန်တဘဂိုင်းကျုံရဲ့လက်ထဲမှာတော့အစိမ့်ဖြစ်ဂမုံးဥတမျိုးရှိရင်သူ့အဖွဲစီကဘလို့တိုက်ခိုက်မှုမျိုးဖြစ်စေချက်ချင်းကူသားလို့ရနိုင်တဲ့အစွမ်းတတိရှိရဲ့ခမားသွားမယူလားအင်းအားမမြလို့ပေါ့ဗျာတဖွဲ့ကိုထိရင်တခြားအဖွဲတွေကငြိမ်နေကြမှာမဟုတ်ဘူးလေ ်ကျုံလေဒီကမုန်းကိုရဖို့တော့ဤမျိုးမျိုးနဲ့စူးစမ်းနေပါတယ်အဲ့ဒီလိုကြားရတဲ့အခါထူးမောင်ကယောဂဝေဒနာခံစားနေရတဲ့မိန်းကလေးကိုအကဲခတ်လိုက်တဲ့သူကိုယ်တိုင်ကလည်းအစိတ်မီးဖူးတာကြောင့်ဥပထူးကြီးရဲ့တမီ ခံစားနေရတဲ့ယောဂဝေဒနာတွေကိုကိုကျင်းစာမိခဲ့ပါတယ်အဲ့ဒါကြောင့်ဖြစ်ချောင်းကုန်စီကိုမေးပြီးကုညီသိရင်ကုညီဖို့အတွက်ကြံစီမိပါတော့တယ်ဥဟိပါသူပြဿနာဖြစ်ရတဲ့အကျိုးအကြောင်းလေးပြောပါအောင်ဗျာ ျုပ်လူတွေကိုအကျုံအောင်ကလောက်အောင်ကူညီထားတာဆိုတော့အကျောင်းရင်းစုံလေးတီးရတဲ့အခါကျုပ်ဒီကမုန်းကိုတွားယူပေးပါမယ်။ NDA တော့များတယ်ထူမောင်ရဲ့။ဦးကြီးသမီးဘလို့ဖြစ်ခဲ့ရတာလဲဆိုတာပြောပြမယ်။ဒါဆိုရင်မောင်ထူမောင်ကမုန်းတွားယူဖို့နောက်တစ်ခါစဉ်းစားရလိမ့်မယ်။ဖြစ်စဉ်ကိုသာပြောပါဗျာ။အေးဒီလိုကွာငါတို့သားအဖဟာဟိုးအရင်ကတော့တာမန်တော်သူတောင်းသားပေါ့ကွာ။အခုလိုမှော့ပညာတွေဆိုတာဘာမှန်းတောင်မသိပါဘူး။စားဖို့နေရေးအတွက် အလုံးအကင်အနေနဲ့ငါကတိုင်းရင်းစေးပညာတက်တော့စေးကူတယ်။တနေ့တော့ထဲမှာငါတို့သားအဖဆေးမြင့်ရှာကြရင်ဥပထူကအတိတ်ကိုနောက်ကျောင်းပြန်ပြီးသူတို့သားအဖရဲ့ဖြစ်စဉ်ကို ပြောပြတော့ပါတယ်။စေးမြင့်ရှာဖို့အတွက်သားအဖနှစ်ဦးလည်းရွာနဲ့မင်းကြီးမွေတောတွဲတဲ့နေရာကိုရောက်နေကြတယ်။ဖားခင်ဖြစ်သူကတရွင်းကိုကမ်းပြီးတမီးဖြစ်သူဟာဓမ္မတူတစ်ချောင်းနဲ့တော်ထဲမှာလှည့်လည်သွားလာနေကြတယ်။ပုံမှန်ဆိုရင်တော့လိုအပ်တဲ့စေးမြင့်လဲရှာရင်တမီးဖြစ်သူက ချက်ပြုတ်ကြုံတော့ဖို့အတွက်တော်ရင်သီးပင်စားပင်လေးတွေရှာဖွေလေးရှိပါတယ်ဒီကနေ့မှာတော့အရေးကြီးတဲ့လူမမာတအုပ်အတွက်စေးအမြင့်ပြုတ်ပြီးတော့တိုက်ဖို့အတွက်အမြင့်တစ်မျိုးကိုရှာနေကြပါတယ်စေးပင်မှာအရွယ်ကတထွာခန့်သာရှိပြီးမကြီးပင်ပေါင်းနဲ့တူတယ်လို့ဖားခင်ဖြစ်သူဥပထူးကပြောလိုက်ပါတယ်အဲ့ဒီအပင်ကငယ်ပေမဲ့မြေထဲမှာမြစ်ပွားများပြီးအပင်ထက်အမြင့်ကပိုရှိတယ်လို့သိရတယ်အမြင့်ရဲ့နှပေးမှာဥကလေးတွေပေါရှိပြီးတော့နန်ရင်းအနက်ရှိရလို့ပြောတာကြောင့် တမီဖြစ်သူမှာဖခင်အရေးတကြီးလို့အတဲ့အဲ့ဒီဆေးပင်ကိုပါကုညီရှောက်ဖွေပေးတော်ပါတယ်တဏျာအရောက်မှာအုတ်တိုင်းပြက်လေးတစ်ခုကိုတွေ့ရပြီးအဲ့ဒီနဘေးမှာတော့ထူထူထပ်ထပ်ပေါက်နေတဲ့ပန်းပွင့်တွေကိုတွေ့ရပါတယ်တောပန်းရနန်းကအလွန်မွေးကြိုင်နေပြီးလှလဲလှဆန်းလဲဆန်းတာကြောင့်မိန်းကလေးတို့တဘာဝပန်းကိုမြင်တော့လိုချင်လာမိပါတယ်ပန်းပွင့်တွေကိုခူးဖို့အနီးကိုရောက်တဲ့အခါဖခင်ပြောတဲ့ဆေးပင်နဲ့တဒံတူတဲ့အပင်ငယ်လေးတွေကိုတွေ့ရတာကြောင့် ဓမ္မတုံနဲ့တူးဆွားကြည့်ပါရဲအမှန်တကယ်ပင်ဖားခင်ရှာနေတဲ့ဆေးပင်ဖြစ်ပြီးတော့မြစ်ပွားများသလိုဆေးဥလေးများကလည်းနန်ရင်းအနက်ထွက်နေပါရဲတပင်နဲ့မဟုတ်ပင်အဆူးလိုက်စိုက်ထားသလိုပေါက်နေခြင်းဖြစ်ပါရဲအဲ့ဒီအခါဝမ်းသာအားရနဲ့ဆေးပင်လေးကိုယူပြီးဖားခင်ဖြစ်သူကိုအော်ခေါ်ပြီးတော့အနောက်ကို ပြန်လှည့်လာခဲ့ရဖားခင်ဖြစ်သူနဲ့တွေ့တဲ့အခါပျော်ရွှင်နေတဲ့မျက်နာကချက်ချင်းတုန်လှုပ်သွားခဲ့ပါရဲအဖေသမီးပြေးတော့ပြေးတော့ ဖခင်ဖြစ်သူကိုလူတစုကဝိုင်းဝန်းချုံနောက်ထားတာကိုမြင်လိုက်ရပြီးလူစိမ့်များကအုပ်စုလိုက်ဖြစ်ပါတဲ့ခက်ပြက်ကာလပြက်ထဲမှာသမီးမိန်းကလေးကိုအန်တီရဲ့မကြုံရစေဖို့ပြေးခိုင်းတော်လေနောက်ကျသွားခဲ့ပြီးဖြစ်ပါတဲ့သမီးဖြစ်သူမှာပခုံးကိုပြင်းပြင်းထန်ထန်အရိုက်ခံလိုက်ရတော့တယ်ဥပထူတို့သားဖတတိရလာတဲ့အခါကျိုးရည်နဲ့တုံအောင်ခံထားရတာကိုတတိထားမိခဲ့ပါတယ်ရောက်ရှိနေတဲ့နေရာကတော်တွင်ကအစာအုပ်ပြက်ကြီးတစ်ခုလိုလို့ အခန်းတစ်ခုလိုလို ဖြစ်နေပါတယ်။တတိယရကျင်းမှာပင် သူတို့သားဖရှိကို လူတဦးပေါ်လာခဲ့ပါတယ်။ကျောက်တို့သားဖကိုပြန်ခွင့်ပြုပါဗျာ။ကျောက်တို့ဘာမှမသိပါဘူး။ကျောက်စင်းစီရပါ။ဇကားမများနဲ့ဗျာ။ခမားတို့နှစ်ယောက်လုံးဂိုင်းကျောက်ရှိကိုလိုက်ခဲ့ကြ။ဟိုရောက်မှပြော။လာခေါ်သူကအုံငေါက်ပြီးတော့ဥပထူကြီးတို့သားဖကိုဂိုင်းကျောက်ကြီးဆိုသူအရှိကိုခေါ်လာခဲ့ကြတယ်။သားဖနှစ်ယောက်ကလူစိုးတမျှအဖွဲ့ထဲကြားရောက်နေပြီလို့ထင်ပြီးကြောင်နှုံးနာကြောင့်တုံကြီးနေကြတယ်။ အဲ့ဒီအချိန်ဂိုင်းကျုံဆိုသူရောက်ရှိလာပါတယ်။ဒါကဘယ်ဟို ရောက်နေတာလဲ။သိလား။မသိပါဘူးဗျာ။မသိပါဘူး။ပြင်စယူပါမှော့ခိုင်းရဲ့အစိမ့်အပိုင်းဖြစ်တဲ့ဂန်တပ်ပနဲမြေထဲကိုရောက်နေတာ။ပြောကြစမ်း။ဘာကိစ္စဒီအထိရောက်လာကြတာလဲ။ကျုံတို့သားဖရှားပါစင်းမြစ်တမျိုးရှာရင် တောနဲ့ထဲဝင်လာခဲ့မိပါတယ်။မရည်ရွယ်ပါဘူးဗျာ။ဒီနေရာရှိမှန်းလဲလုံးဝမသိရောအမှန်ပါဗျာကျုပ်တို့သားဖောက်လှုပ်ပေးပါဒီလိုပဲလွယ်ပါမလဲ ဒီနေရာကိုရောက်လာတယ်ဆိုကြတဲ့ကပြန်လဲဆိုတာမရှိရများတယ်ဒီလိုတော့မလုပ်ပါနဲ့ဗျာခမ ्या တို့ကြိုက်တာခိုင်းပါလူကျင်တော့တောင်းပါကြောက်အားလုံးလုံပေးနိုင်ပါတယ်ဗျာတကယ်လားခမ ्या တို့တာမန်ဆေးစီကဘာတွေများပေးနိုင်ပါလဲအခုတော့ကျုပ်တို့စိုက်ထားတဲ့ဆေးပင်တွေကိုလာတူးပြီးတော့ဆေးကုစားနေရတာမဟုတ်လားဂန်းကျုပ်ဆိုသူကလောင်ပြောင်ရီမောပြီးနောက်ကောက်ချင်းရုံမှာဖို့အကြံတစ်ခုကိုရသွားတယ်ဒီလိုလုပ်ပါဆေးစရာဆိုတော့လူအများကြီးအသက်ကိုကယ်တင်နေတာမို့ ကျောက်အကောင်းဆုံးအခွင့်အရေးတစ်ခုတော့ပေးမယ်။အဲကျောက်မှာနှင်းရှည်လာမြားနာကျင်နေတဲ့ဝေဒနာတစ်ခုရှိရင်ဟောဒီချင်းအောင်မှာရထားတဲ့ဒဏ်ရာပဲ။ဓာတ်ကိုပြောင်းအောင်ကုသပေးနိုင်မယ်ဆိုရင် ခမည်းတော်သားအဖအသက်ချမ်းသာရာရနိုင်မယ်။ဘဲနဲ့လေဂန်တပ်ပဂန်ကျောက်ကသူ့ရဲ့ခြေထောက်ကိုဥပထူမြင်းအောင်ပြလိုက်တယ်။အဲဒီအခါခြေချောင်းတွေမရှိတော့ဘဲခြေဖောအားတစ်ခုလုံးကို အတွင်ကနေလှိုက်စားနေတဲ့အနာရောဂါတစ်မျိုးကို တွေ့ရှိရပါတယ်။ခြေထောက်ကိုဖြတ်မှ ်ပျောက်ကင်းမဲ့ယောဂကိုတည်တော်လဲချက်ချင်းအပြည့်မပေးသေးဘဲနဲ့တမီးဖြစ်သူရဲ့မျက်နှာကိုလှမ်းကြည့်လိုက်ပြီးကောင်းပါပြီဗျာကျုံရောက်အောင်ကုသပေးပါမယ်အဲဒါပေမဲ့ရက်ရှိကုသပေးရမှာဖြစ်တာကြောင့်ကျုံရဲ့တမီးကိုတော့ဒီမှာမထားချင်ပါဘူးပြန်ခွင့်ပြုပါဂိုင်းကျုံကအနေငယ်စဉ်းစားလိုက်ပြီးအင်းဒီအတိုင်းတော့ပြန်ခွင့်မပြုနိုင်ဘူးခမည်းတမီးကိုပြန်လွှတ်ပြီးတော့ခမည်းပါထွက်ပြေးသွားနိုင်တယ်ဒီလိုတော့မဖြစ်ဘူးကျုံအသက်နဲ့ထပ်ပြီးတော့တင့်စာဆိုပါမယ်ဗျာ ကျုပ်လုံးဝမပြေးပါဘူးသမီးကိုတော့ပြန်ခွင့်ပေးပါအေးကောင်းပြီလေဒီလိုလုပ်ရမယ်အများသမီးကိုပြန်လွတ်မယ်အဲဒါပေမဲ့ကျုပ်တို့ခိုင်းကဖန်တီးထားတဲ့အစိတ်တစ်မျိုးကိုတောက်သွားရမယ်လက်မသွားပါနဲ့ချက်ချင်းတော့မသေးပါဘူးသုံးလကြာရင်တော့အန်တီရရှိတယ်ဖြည့်ဆည်းရှိပါတယ်ခမည်းဆေးကုပြီးလို့ပြန်တဲ့အခါဟော်ရီအစိတ်ဖြည့်ဆည်းကမုန်းကိုပေးလိုက်မယ်ကဲဟော်ရီမှာအစိတ်ခွက်ဟိုမိန်းကလေးတောက်ပြီးတော့အချိန်မရွေးပြန်နိုင်မီတခြားရွေးစရာလမ်းမရှိတော့ ဂန္တပခိုင်းကျုံမှာသူ့ရဲ့ယောဂကိုကုသပေးဖို့တာဖနှစ်ဦးရဲ့အတက်နဲ့အလဲအထက်ပြုတ်လုလိုက်တဲ့ဥပထူကြီးမှာတမီးကိုစိုးရင်တော်လေဖြည့်စေးရှိနေတာကြောင့်လူစိုးလူမိုက်တွေလက်ကလွတ်အောင်အစိတ်တောက်ဖို့အတွက်ခေါင်းညိတ်ပြလိုက်တဲ့အစိတ်ကရေလိုပင်ဖြစ်ပြီး လက်တလုံးမှာတော့ဘာမှမခံစားရပါဂန္တပကန်ကျုပ်ကတာဖနှစ်ဦးစလုံးကို ပြန်ခွင့်ပြုပါတယ်တမီးဖြစ်သူကိုစိတ်ချလုံးကြုံအောင်ထားရခဲ့ပြီးခြေတော့ကိုစေကူတာဖို့ပြန်လာမှာ ဖြေစည်းကိုပေးမယ်လို့ပြောလိုက်တဲ့ဥပထူကြီးတို့မှအန်ဒီရယ်ကလုကင်းလာပြီးဖြစ်တော့လေတမီးဖြစ်သူကိုအစိမ့်ကြောင့်မသိအောင်ဖြေစည်းရယူဖို့အတွက်ခန္တပခိုင်းကျုံထံကိုပြန်ပြီးစေကူးတာပေးရတော့တယ်တမီးဖြစ်သူကဖခင်ကိုစိတ်မချတာကြောင့်သူတင်ရင်သေးပါစေမတော်ပါနဲ့တော့လို့ပြောတော့လေဥပထူကြီးကတမီးဖြစ်သူအတွက်တွားကိုတွားမယ်လို့ဆိုကစိတ်ချဖို့မှားထားခဲ့ပြီးတော်ရဲကိုပြန်သွားခဲ့တော့ပါတယ်ပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့အချုံအနောင်ခါးသားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကို တင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ ပရိသတ်တွေအားလုံးနဲ့နောက်တစ်ကောင်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်။